်မင်္ဂလာပါရှင်ခသည်ညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရောင်းမယ်ရှင်ကော့ဂရိတ်မြို့နယ်နောင်မရွာအနီးတွင်တိုက်ပွဲဖြစ်ပြီးစစ်တပ် DKBA နှင့် BGF ပူးပေါင်းတပ်များဘက်မှတေဆုံမှုများပြားကတုံးအရှင်မိတဲ့ကြောင့်တည်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်နောင်မရွာအနီးတွင်တိုက်ပွဲဖြစ်ပြီးစစ်တပ် DKBA နှင့် BGF ပူးပေါင်းတပ်များဘက်မှ 30ဦးဝေကျဲတေဆုံးက3အရှင်ဖမ်းမိတာကြောင့် KSA ရဲ့သတင်းမြစ်ကခုလိုပဲပြောဆိုထားပါဗျာ။အော်တိုဘာလ10ရက်နေ့ Concrete နောင်မီရွာဘက်သို့အကြံဖက်စစ်တပ် DGB ရဲ့ပိုးပြီးတက်နဲ့ BGF တပ်များပူးပေါင်းပြီးအင်အားအလုံးရင်းမြစ်နဲ့ T4 ဆက်ဒေါနာတောင်လန်ဟောင်းမတစင်ထိုးစစ်ဆင်လာကြောင်းနောင်မီကျေးရွာအနီးရောက်ရှိလာကြောင်းနောင်မီကျေးရွာအနီးရောက်ရှိလာပြီး KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ် DKBA နဲ့ BGF တပ်သား30ဝန်းကျင်ခန့်တေဆုံးက DKBA တပ်သား3အရှိဖမ်းပြီးပြီးစစ်ကြောင်းပြက်ကနောက်ပြန်ဆုတ်ပြေးသွားကြောင်းဒါအပြင်တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိရစစ်သား DKBA နဲ့ BGF တပ်သားများကိုလူနာတေကားများနဲ့တဘူးစေယုံဖအံမျိုးနဲ့စေယုံနဲ့တောက်ကလေးစေယုံများတို့ပို့ဆောင်ထားကြောင်းသိရှိရပါသည် အဆိုပါတက်ခတ်ခံရမှုကိုမကျေနပ်၍ယနေ့အောက်တိုဘာလ14ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီကနောက်မိကျေးရွာကိုလေယာဉ်နဲ့ဗုံးကျဲတက်ခတ်ခဲ့တဲ့အပြင် DGPE နဲ့ PGF တပ်ဖွဲ့များကလည်းလက်နက်ကြီးဒရုန်းများနဲ့ဗုံးကျဲကနောက်မိကျေးရွာကိုဖျက်ဆီးနေကြောင်းသိရှိရပါတယ်။ပိုပြီး DGPE နဲ့ PGF တွေစာခါနဲ့စစ်ကြောင်းတက်လာတဲ့နောက်မိမှာဖျက်တိုက်တော့30ဝန်းကျင်လောက်တေကုန်တယ်။ DGPE PGF တွေ20လောက်ထိတယ်။တေတယ် DGPE 3ရောက်အရှင်မိတယ်။ တော်လည်းဘက်ကအဲ့ဒီမှာမြပတရွာဘက်ပြန်ဆုတ်ပြေးရတာကိုဘိုးပြီးအဖွဲကအခဲမကြေဖြစ်ပြီးဒရုန်းနဲ့ချလက်နဲ့ကြီးနဲ့ပြစ်တဲ့နေတာအခုဒီနေ့14ရက်မှာလေးရင်ပုံးကျဲတယ်ရွာတော့တော်တော်ပြည့်စည်ကုန်တယ်လို့ကျေးရွာအတွင်မှာစစ်ပေးရှောင်ပြေးလာတဲ့ကျေးရွာသားများကအခုလိုပဲပြောဆိုထားပါတယ်အခုအခါမှာတော့အကြက်ဖက်စစ်တပ် DKBA နဲ့ BGF ပူးပေါင်းတပ်ဖွဲ့များက နောက်တပတ်မြပတနန်ကော့တီကော့ဖရန့် နောက်မိကျေးရွာများမှာပြည်သူများအားကျေးရွာအတွင်မှာတဲရှောက်ခွင့်မပြုဘဲလူသားတိုင်းကအပြစ်ထိန်းသိမ်းထားကြောင်းသိရှိရပါတယ်။ဗိုလ်မိနယ်စစ်တပ်ကကောင်တွေကရွာသားတွေကိုစစ်မလျှောက်ခိုင်းမှုရွာမှာပဲနေခိုင်းတဲ့ PGF ကလည်းကားတွေနဲ့ကင်းလည်နေတဲ့ရွာသားတွေတွေ့ရင်ဖမ်းခေါ်ပြီးရိုက်တဲ့စစ်တဲ့သူတို့ကိုဒရုန်းချခံရတာကြောင့်လို့ရွာကလူတွေသူတို့ကိုအတူတူနေရတယ်လို့ဒေသခံပြည်သူတို့ကခုလိုပဲရှင်းပြထားပါတယ်။ တော်လိုင်းတပ်ဖွဲ့များရဲ့ထိခိုက်မှုကိုကြောက်နေသောအကြမ်းဖက်စစ်တပ် DKBA နဲ့ BGF ဖူးပေါင်းတပ်များကဒရုန်းပြက်တမ်းမှုကိုဖျက်တောက်ကဂျမ်ပါများ24နာရီမီးစက်ပေါင်းပြီးစက်များကို ဖွင့်လှစ်ထားသောကြောင့်အဆိုပါဒေသတွင်ဖုန်းလိုင်းအင်တာနက်လိုင်းများသုံးမရဖြစ်နေကြောင်းခုလိုပဲသိရှိရပါတယ်ရှင်ဆလဘီမြန်မာတရားစီရင်ရေးယုံကြည်မှုလုံးဝပြိုလဲနေပြီလို့ကုလသမဂ္ဂကပြောကြားတဲ့အကြောင်းတည်ဆက်ပေးပါမယ်။ ဆီယနာသိမ်းမှု၄နှစ်ကျော်ကြာပြိပခါနဲ့မလုံခြုံမှုများဆက်လက်ဖြစ်ပွားနေပြီးလူငယ်များအနေနဲ့တရားစီရင်ရေးစနစ်အပေါ်ယုံကြည်မှုများလုံးဝပြိုလဲသွား၏ဖြစ်ကြောင်းကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP မြန်မာကခုလိုပဲထုတ်ပြန်ပြောဆိုထားပါတယ်လူငယ်အများစုအတွက်ရဲနှင့်တရားရုံးများဟာဘေးကင်းရေးနဲ့တရားမျှတမှုအကာအကွယ်ပေးသူများမဟုတ်တော့ဘဲကြောက်ရွံ့မှုတို့မဟုတ်အမျက်ထုတ်ခြင်းအရေးအမြစ်များဖြစ်နေတယ်လို့ထောက်ပြထားပါတယ်။ အနာပိုင်းများအပေါ်မယုံကြည်မှုမလုံခြုံမှုတို့နဲ့ပတ်သက်ပြီးမြမလူငယ်သဘောထားစစ်တပ်2024ပြည်သူ့အခြေခံလိုအပ်ချက်စစ်တပ်2023နဲ့အုပ်စုဖွဲ့ဆွေးနွေးမှုများရရှိတဲ့အချက်အလက်များအပေါ်အခြေခံပြီးမြမနိုင်ငံရှိအသက်18နှစ်မှ35နှစ်အတွင်းလူငယ်များရင်ဆိုင်နေရသောဖိစီးမှုများနဲ့မလုံခြုံမှုများအကြောင်းဖော်ပြထားတဲ့ကြောက်ကမ်းမတက်ကမျိုးဆက်အစီရင်ခံစာရင်း UNDP မြန်မာကဖော်ပြထားခြင်းဖြစ်ပါတယ်။ စစ်ဗိုလ်ရန်ဥပဒေလူငယ်အမျိုးသားများနဲ့တိုင်းရင်းသားလူနည်းစုများကြားစိတ်ဖိစီးမှုများဖြစ်စေတဲ့အဓိကအကြောင်းရင်းဖြစ်ပြီးစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ရဲ့ထင်သလိုဖန်ဆီးခြင်းအတင်းအဓမ္မစစ်သားစုဆောင်ခြင်းတို့နဲ့ရင်ဆိုင်နေကြရပြီးကြောင်းရင်းမှုမယုံကြည်မှုအခြေအနေတွေပိုဆိုးရစေကြောင်းဖော်ပြထားပါတယ်။ လူငယ်များအတွက်မလုံးကျော်မှုအခြေအနေဟာအာနာမသိမိကထက်တက်ဆကျော်ပေါ်များလာခဲ့ပြီးရန်ကုန်ကဲ့သို့မြို့ပြဒေသအားဖြင့်ကရင်ပြည်နယ်ကချင်စတဲ့ပြည်ပခဒေသများကဲ့သို့လုံးကျော်မှုမရှိဘဲဖြစ်နေတယ်လို့ UNDP ကခုလိုပဲဆိုပါတယ်။နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာရာဇဝဲမှုအညွှန်းကိအရာမြန်မာဟာ ကမ္ဘာပေါ်တဲ့ရာဇဝဲမှုအများဆုံးကြုံတွေ့နေရတဲ့နိုင်ငံအဖြစ်သတ်မှတ်ထားခဲ့ရတဲ့အပြင်ဘိန်းနဲ့ဒါရုမူရစ်စေဝါအကြီးမားဆုံးထုတ်လုပ်သောနိုင်ငံဖြစ်လာပြီးစီးပွားရေးနဲ့လူမှုရေးရာတို့တွင်ရာဇဝဲကိုင်းပြားရဲ့ဩဇာလွှမ်းမိုးမှုတိတထင်ရှားစွာရှိနေတယ်လို့ UNDP ရဲ့အချက်အလက်များအရခုလိုမျိုးဆိုထားတဲ့အကြောင်းသိရှိရပါတယ်ရှင်။စီယုစုကနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းသောအရက်ဘက်အသုံးပြုမှုအတွက်အသုံးပြုမှာမဟုတ်ဘူးလို့ကုလဆိုင်ရာမြန်မာတမ်မကြီးကပြောဆိုလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံကိုအလုံးစုံပြည့်စည်ဆုံးရှုံးယူရေးမှုတွေကတွန်းချခဲ့တဲ့ဆေးအဆူဟာနျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းသောအရေးပတ်အသုံးပြုမှုအတွက်အသုံးပြုမှာမဟုတ်ဘူးလို့အမြဲတမ်းကိုယ်စားလှယ်တဲ့အမတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂမှခုလိုပဲပြောဆိုထားပါတယ်။စက်တင်ဘာလ26ရက်ကနယူးယောက်မြို့ရှိကုလသမဂ္ဂဌာနချုပ်မှပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂထွေထွေညီလာခံရဲ့ပြည်ပဆိုင်ရာနျူကလ িয়ার လက်နက်အလုံးစုံ ဖြတ်သိမ်းရေးနှင့်အထိမ်းအမှတ် high level မျက်နှာစုံညီအစည်းအဝေးမှာမြန်မာတမ်မတ်ကြီးဥကြုံမိုးထွန်းကခုလိုပဲမိန့်ခွန်းပြောဆိုခဲ့ပါတယ်။ပြည်သူပြည်သားတွေအပေါ်လွန်စွာဆိုးရွားသောစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့စေအိုစုဟာအရက်ဘတ်စစ်ဘတ်နှမျိုးစလုံးအသုံးပြုနိုင်တဲ့နျူကလ িয়ার နည်းပညာကိုအရက်ဘတ်အသုံးပြုမှုအတွက်ဆောင်ရွက်မှာမဟုတ်ဘူးလို့တမ်မတ်ကြီးကကုလအဖွဲ့ဝင်နိုင်ငံတွေကို အသိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ကံအရက်သားအစိုးရလက်ထက်မှာမြန်မာနိုင်ငံဟာနျူကလ িয়ার လက်နက်စမ်းသပ်မှုပိတ်ပင်ရေးဆိုင်ရာစာချုပ် CTBT ကိုအတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်းနဲ့နျူကလ িয়ার လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW ကိုလက်မှတ်ရေးထိုးခဲ့ခြင်းတို့ဟာနျူကလ িয়ার လက်နက်အလုံးစုံပြတ်သိမ်းရေးဆိုတဲ့စူပေါင်းယူမှန်ချက်ပြည်မီရေးအတွက်တိုးတက်မှုရှိစေခဲ့တယ်လို့တန်မတ်ကြီးကခုလိုပဲဆိုပါတယ်။ဒါပေမဲ့2021ခုနှစ်ကဖြစ်ပေါ်ခဲ့တဲ့တရားမဝင် အာနာသိမှုကြောင့်နျူကလ িয়ার လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW ကိုအတီးပြုလက်မှတ်ရေးထိုးရေးလုပ်ငန်းအစီအစဉ်တွင်ရပ်ဆိုင်းသွားခဲ့ရပါတယ်။နျူကလ িয়ার လက်နက်ပြန်သိမ်းရေးအစီအစဉ်တွေကိုတိုးတက်မှုရှိခဲ့တဲ့အပြင်တရားမဝင်အာနာသိမ်းစစ်တပ်ဟာမြန်မာပြည်သူတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေမျိုးအစမပြဲဇရိုက်ပြင်းထန်စွာကျူးလွန်နေတယ်လို့တာမန်ကြီးကကုလအဖွဲ့ဝင်နိုင်ငံတွေကိုအခုလိုပဲအသိပေးထားပါဗျာ။ တချိန်တည်းမှာပဲတရားမဝင်အာဏာသိမ်းဆဲအုပ်စုဟာအန္တရာယ်ဖြစ်စေနိုင်တဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုရည်မှန်းချက်ကိုဆက်လက်လုံဆောင်နေပြီးငြိမ်းချမ်းစွာအရက်ဖက်အသုံးပြုဖို့အမည်တက်ကနျူကလ িয়ার လက်နက်ကိုင်နိုင်ငံကြီးတနိုင်ငံနဲ့ပူးပေါင်းလုံဆောင်မှုတွေကိုတိုးမြင့်ဆောင်ရွက်လာနေရလို့ဆက်လက်အသိပေးထားပါတယ်ဒီစတေမှာနောက်ဆုံးအပတ်မှာအာနာသိန်းစက်ကောင်းဆောင်မင်းအောင်လှိုင်ဟာရုရှားနိုင်ငံမော်စကိုမှာ ကျင်းပတဲ့ကမ္ဘာအနုမြူသတင်းပတ်ဖိုရမ်ကိုတက်ရောက်ခဲ့ပြီးရုရှားနိုင်ငံနဲ့နျူကလ িয়ার ပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားနေပါတယ်။ဒါအပြင်အာနာသိန်းစေအုပ်စုဟာဒီနှစ်ကုန်မှာရွေးကောက်ပွဲတရက်ကျင်းပဖို့ပြင်ဆင်နေပြီးစေအုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲလုပ်ငန်းအတွက်နိုင်ငံတကာမှပံ့ပိုးကူညီမှုတစ်စုံတစ်ရာပေးအပ်ခြင်းဟာစေအုပ်စုရဲ့အနေအကြီးမှတဲ့နျူကလ িয়ার ရည်မှန်ချက်ကိုပြည့်မီစေရဲ့အတွက်အဆင့်တစ်ဆင့်နီးကပ်သွားစေမှာဖြစ်တယ်လို့တမ်မတ်ကြီးဦးကျော်မိုးထွန်းကခုလိုပဲပြောဆိုပါတယ်။ ပြီးခဲ့တဲ့2020ခုနှစ်ကကျင်းပခဲ့တဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲရလဒ်ကိုအလေးမထားဘဲဒီမိုကရေစီကြကြပြည်သူတွေရွေးချယ်ခဲ့တဲ့အစိုးရကိုတရားမဝင်အာဏာသိမ်းဖယ်ရှားခဲ့တဲ့စေအိုစုဟာလွတ်လပ်တရားမျှတတဲ့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲကိုကျင်းပမှာမဟုတ်ဘူးလို့လည်းတန်အမတ်ကြီးကခုလိုပဲပြောပါဗျာ။ ကလသမ္မဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မြန်မာပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့အနာဂတ်ဆုံးရှုံးမှုတွေကိုတားဆီးပေးနိုင်ရင်အတွက်တရားမဝင်အာဏာသိမ်းစစ်အုပ်စုကိုလက်နက်ခဲယံတိုက်လေရင်စီနဲ့အရက်ပတ်စစ်ပတ်နှမျိုးလုံးဖြစ်စည်းတွေစီစဉ်ထောက်ပံ့မှုမျိုးကိုချက်ချင်းပိတ်ဆို့ရပ်တန့်ပေးဖို့တာအမတ်ကြီးကထက်လောင်းတောင်းဆိုလိုက်တယ်လို့ခုလိုပဲသိရှိရပါတယ်ရှင်။